စစ်ကောင်မရှင်တပ်ဟာတီဘောမြို့ကိုသိမ်းပိုက်ပြီးနောက်နမ်မတူမြို့နယ်ဆက်ထိမြေပြင်စစ်ကြောင်းထိုးလာကလေကြောင်းကပါပြစ်ကိုပေးနေတယ်လို့သိရပါဗျ။စစ်ကောင်မရှင်ရဲ့စစ်ကြောင်းတွေဟာပြီးခဲ့တဲ့အောက်တိုဘာ22ရက်ညနေပိုင်းမှာတီဘောနဲ့နမ်မတူမြို့နယ်ဆက်ရှိမိုးတေကျေးရွာနီးမိုးတေတံတားထိရောက်ရှိလာတယ်လို့သိရှိရပါဗျ။22ရက်နေ့ညနေပိုင်းမှာစစ်တပ်စစ်ကြောင်းမိုးတေတရာထီရောက်လာလို့ TNL နဲ့တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေတယ်လို့ဒေသခံသတင်းရင်းမြစ်က ERI Times ကိုပြောပါရယ် စစ်ကောင်မရှင်ရဲ့စစ်ကြောင်းချို့ဟာနမတူမြို့နယ်အဆက်အပြေမန္တုံမြို့နယ်ဘက်ကိုပါဦးတည်ပြီးစစ်ကြောင်းထိုးဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။တီဘောမြို့ကိုဦးတည်တိုက်ခိုက်စဉ်ကတည်းကနမတူနဲ့မန္တုံမြို့တို့ကိုပါစစ်ကြောင်းထိုးဖို့စီစဉ်ထားတာဖြစ်ပြီးအဲဒီမြို့နယ်တွေကိုလေကြောင်းကနေလဲဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ထားပါတယ်။ စစ်ကောင်မရှင်ဟာအောက်တိုဘာ23ရက်ည8:49မိနစ်အချိန်ကလည်းနမ်မတူချောင်းတောင်ဘက်ကကတာတာလဝန်ထမ်းရက်ကွက်လုံခွင်တနန်းချောင်းဘက်ကိုလေးချောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။စစ်ကောင်မရှင်ဟာရှမ်းမြောင်ရှိတန်းမျိုးသားလူမျိုးရေးတပ်မတော် TNL သိမ်းပိုက်ထားတဲ့မြို့နယ်တွေကိုမြေပြင်စစ်ကြောင်းမထိုးခင်ကလေးချောင်းကနေပစ်ကူပြီးနေမြေရှင်းလင်းမှုတွေလှုပ်ဆောင်နေတာပါ။ လက်ရှိမှာနောင်ချိုကြောင်မဲနဲ့တီဘောမြို့နယ်တွေကိုတင်းယူထားတဲ့စစ်ကောင်မရှင်ကနမ်မတူနဲ့မန်တုံမြို့နယ်တွေကိုပါတင်းယူဖို့ဝင်းဟင်းမြေပြင်စစ်ကူတွေနဲ့စစ်ကြောင်းထိုးဝင်ရောက်လာနေတာဖြစ်ပါတယ်